CapCut ကတော့လှုပ်ချလိုက်ပြန်ပါပဲ CapCut ဆိုတာ ਨੇ ဗီဒီယိုအက်ဒစ်လုပ်တဲ့သူတိုင်းသိရ CapCut ကအစတည်းက user friendly ဖြစ်တယ်၊သုံးရလွယ်တယ် အဲအဲ့ဒါကြောင့်ဗီဒီယို edit လောကမှာနည်းနည်းလေးအဲပြောကြရပေါ့နော် professional အနေနဲ့ကြောင့် capcut ကိုတိတ်ပြီးတော့မကြိုက်ကြအောင် okay ဒါကတော့တစ်ပိုင်းပေါ့ဆိုတော့ capcut ကဘာလို့ချလိုက်ပြန်ပြီလဲဆိုတော့ capcut တနေရာထဲမှာပဲ AI နဲ့ video edit လုပ်လို့ရတယ်။အရင်ကဆိုရင် AI နဲ့ video edit ဖို့ဆိုရင်ဒီ BO3 ကုရေကထုတ်တဲ့ BO3 တို့အဲ Chat GPT ရဲ့ Sora 2တို့အခြား Hey Chan တို့ဘာညာတို့ရှိမယ်။ဆိုတော့အများကြီးပဲ။ဒါပေမဲ့အဲ့ဒီဟာတွေတနေရာတဲ့ကပ်ကပ်မှာလုပ်လို့ရအောင်သူတို့ တင်အကောင့်ထဲပေါ်နေပြီဒါပေမဲ့ pro မှာပဲရသေးရေပေါ့နော်ဆိုတော့ like ကြည့်လိုက်မယ်ပေါ့နော်အခုလို့ဖော်ပြထားတဲ့ AI video တွေကိုကပ်ကန့်နေလောက်တာဘသူယုံပါလဲနောက်တစ်ခါကျတော့ကို့မှာရှိရဲ့ဗီဒီယို edit လုပ်ဖို့အတွက် long form ဗီဒီယိုကြီးဗီဒီယိုကြီးကအရန်ရှိနေတယ်။အဲ့ဒီဟာကိုကိုကတစ်ခုချင်းစီထိုင်ပြီးနားထောင်ရင်အချိန်ကုန်မှာဆိုးလို့ဆိုရင်လေသူ့ကို AI ဗီဒီယို edit နဲ့လုပ်လိုက်တယ်ဆိုရင်သူကသူခွဲချမ်းစိတ်ပြပေးသွားတယ်။ Nice နောက်တစ်ခုကကြတော့ကိုလုတ်ချင်တဲ့ဗီဒီယိုပရောင်လေးတစ်ချောင်းရေးလိုက်တာနဲ့ဗီဒီယိုတွေကိုဖန်ပြီးပေးထားတယ်။ဆိုတော့တော်တော်လေးတော့စမ်းကြယ်လာပြီ။ကပ်ကပ်ရဲ့စွမ်းဆောင်ရည်ကဘလောက်တောင်ရှိလဲဆိုတော့အခုဒူဒူလိုက်ကြည့်လိုက်မယ်ပေါ့နော်။ ပထမဆုံး CapCut app ထဲဝင်မယ်ပြီးွားရင်အောက်လေးထဲမှာ AI lab ဆိုတဲ့ဟာအဲ့ဒါလေးကိုနှိပ်လိုက်မယ်ပြီးွားရင်ဒီအောက်ဖက်မှာသူနမူနာပြထားတာတွေရှိရယ်ပေါ့နော်သူက viral ဖြစ်တဲ့ AI video တွေရော relation တွေရောအဲ့ဒါတွေကိုလုံးလုံးလို့ရတယ်ကြောင်ပုံစံတွေရောပေါ့နော်အဲ 3D image တွေရောပြီးွားရင်သူက create with AI ဆိုတဲ့ cloud ကိုနှိပ်လိုက်တာနဲ့သူက prompt ကိုတခါတည်းတမ်းပေးရယ်အဲ့ prompt ကိုယူပြီးကိုယ့်အကိုလည်းဖန်တီးလို့ရတယ်ပေါ့နော် Okay နောက်တစ်ခုကကြတော့သူ့မှာက AI နဲ့လုပ်လို့ရတယ် tools က 3ခုရှိရယ်ပထမအဆုံးက AI story maker နောက်တစ်ခုက auto cad နောက်တစ်ခုက AI generator ဆိုပြီး3ခုရှိရယ်ဆိုတော့ auto cad ဆိုတဲ့အဓိပ္ပာယ်ကကြတော့ long form ရှေးကြီးတွေကိုတခုချင်းစီကြီးစီအောင်လုပ်ပဲနဲ့ AI နဲ့သူ့အတူဖြန့်ညက်ကလောက်တာ AI generator ကကြတော့ avatar တို့နောက်တစ်ခုကကြတော့ AI video တို့ AI effect တို့ AI booster တို့ကိုလောက်တာမျိုးအဲနောက်ဆုံး AI story maker ကကြတော့ prompt တစ်ချောင်းနဲ့ရေးလိုက်တာနဲ့ video တစ်ခုလုံးဖန်နှီးပေးတာမျိုးပေါ့နော်အဲ့တော့စိတ်ကြိုက်ဗီဒီယိုတွေကိုသူ့မှာပါတယ် AI AI မော်ဒယ်တွေနဲ့ဖန်တီးလို့ရမှာဖြစ်တယ် အခုစာကြောင်းတစ်ကြောင်းရေးပြီးစမ်းတက်မယ်ပေါ့နော်အာ create a digital marketing office ဆိုပြီးတော့သူ့ကိုဖန်တီးခိုင်းလိုက်မယ် prompt တစ်ကြောင်းပဲရေးမှာပေါ့နော်အဲရေးလိုက်တာ ਨੇ သူဘယ်လောက်ထိစွမ်းဆောင်နိုင်မလဲပေါ့နော် detail လည်းမပါဘူးပေါ့နော်နောက်တစ်ခုကဒီ cap cap မှာဘာကောင်းတာလဲဆိုရင်အတန်နေပုံနေ video တွေကိုတခါတည်းတွဲထည့်ခြင်းလည်းရတယ်ဆိုတော့အခုကတော့ prompt တစ်ကြောင်းနဲ့ ਨੇ ဘယ်လိုမျိုးပုံဖော်ပေးမလဲပေါ့နော်သူက prompt ပေးလိုက်တာ ਨੇ သူ story line ပေးရဒီ video ဘယ်လို style နဲ့ထုတ်မယ်ဘယ်လောက် duration သွားမယ် အဲဘလို script တွေသုံးရမယ်ဆိုတာ तू ပေးတယ် app ပေးတဲ့ဟာကိုကမကြိုက်ဘူးဆိုရင်လည်းပြန်ပြင်လို့ရတယ် edit ဆိုတဲ့ cloud ကိုနှိပ်ပြီးရောပေါ့နော်ဆိုတော့ customize ဖြစ်တယ် okay ကိုက तू ပေးတဲ့အတိုင်းကြိုက်တယ်ဆိုရင်တော့ generate ပဲနှိပ်လိုက်ရုံပဲနှိပ်ပြီးွားပြီဆိုရင် तू က video ကိုထုတ်ပေးတော့မယ် app video ကိုတစ်ချက်ကြည့်ကြည့်လိုက်ပေါ့နော်စာကြောင်းတစ်ကြောင်းနဲ့ဖြစ်လာတဲ့ video quality ကတော်တော်လေးမိုက်ပါတယ်ဒီမှာကြည့်ကြည့်ပေါ့နော် ကေနောက်ပြီးတော့သူကဒီထုတ်ပေးရဲ့ဗီဒီယိုပဲပြန်ပြင်ခြင်းနဲ့မကြိုက်လို့ edit လုပ်ခြင်းနဲ့တခုခုစာပြင်ခြင်းနဲ့ပုံပြင်ခြင်းနဲ့ဆိုတော့ပြန်ပြင်လို့ရတခြား AI video generator တွေဆိုရင်ကိုက prompt ရေးလိုက်တာနဲ့သူတို့ထုတ်ပေးခြင်းတာပေးဒီမှာစိတ်ကြိုက်ပြန်ပြင်လို့ရ အကျိုးရှိမယ်လို့မျှော်လင့်ပါတယ်ဒီလိုမျိုးကပ်ကပ်သင်ကန်းစာတွေကိုလည်းတင် जा ပြသပေးနေတဲ့သင်တန်းရှိပါတယ်เนาะဒါ့အပြင်လက်တွေ့နယ်ပယ်မှာလိုအပ်တဲ့ AI tools တွေကိုပဲအဓိကတင် जा ပေးနေရဲ့ AI for apprenticeship use ဆိုတဲ့သင်တန်းနဲ့ digital marketing ဆိုင်ရာသင်တန်းတွေလည်းရှိပါတယ်စိတ်ဝင်စားရင်ဒါရောစုံစမ်းမေးမြန်းနိုင်ပါတယ်အကျိုးရှိလို့ရှိပါလိမ့်မယ် bye bye